the bridge chain mine တဲ့က baron နှစ်ထပ် twin house ဖြစ်ပါတယ်3 bedroom 4 bedroom 173 square meter ကျဲတယ်ဈေးနှုန်းအဖြစ်ဘတ်ကိုးတန်းဝန်းကျင်လောက်သွားတယ်ဘတ်ကိုးတန်းဝယ်မယ်ဆိုလို့ရှိရင်ဒီဘက်တစ်ချမ်းကိုရမှာဖြစ်ပါတယ်သူ့ရဲ့အိမ်ဝင်ပေါက်ကတော့ဒီနေရာလေးမှာဖြစ်မယ်ဒီမှာကားနှစ်စင်းရပ်လို့ရတဲ့ကိုတော်အဲ့တော့ကိုတော်တွေကနေလည်းအိမ်ထဲကိုပြန်ဝင်လို့ရတယ်ဒီအပေါ်ဘက်ကတော့ဒီမှာမြင်နေရတာတောက်လျှောက်ဒါ master bedroom ကြီးပဲ မှာဘယ်ကောနီအသေးလေးတစ်ခုပါနော်ဝင်ကြည့်အောင်ချန်နေထားတော့သူကတော့အလာတောင်းဟောက်ရဲ့ဘေးကြံတာတာပဲနော်ချန်လေးကတော့တိတ်မပါဘူးဒီလောက်ပဲရအောင်နောက်မှမြင်နေရတော့ဒါ wash area လည်းတွားနေရအောင် င်ဝင်ခြင်းနေရာကိုဒီနေရာမှာ living room တစ်ခုလုပ်လို့ရပါတယ်နော် living room ဒီကားယုံထဲကိုလည်းပြတင်းပေါက်တစ်ပေါက်ပြန်ရတယ်ဒီဘက်ဘေးပြတင်းပေါက်လည်းရတယ်ပြတင်းပေါက်တယ်မဟုတ်ဘူးဒါတွေကအကုန်လုံး full height တွေပဲတကားတွေအကုန်ဖွင့်လို့ရတယ်နော်ဒီမှာ living ဒီနောက်မှာ dining သူ့ရဲ့ဘေးမှာလည်းတစ်ဖက်တစ်ချက်တောက်လျှောက်တောက်လျှောက် တကားပေါက်တွေ၄ပေါက်တောင်ပါလားနော်၄ပေါက်ပါတယ်ဒီနေရာလေးက kitchen အသေးသေးနေရာဒီနေရာတကားပိတ်လို့ရတဲ့နေရာ wet kitchen တဘောကိုဒီနေရာမှာ counter တစ်ခုလေး ਨੇ တကားပိတ်ပြီးတော့ဟင်းချက်လို့ရအောင် design လုပ်ပေးထားတယ်ဒီသူ့အပြင်ကတော့ dry kitchen လို့ pantry လို့နေရာလေးဖြစ်ပါနော်ဒီမှာတော့အာနောက်ထပ် basin တစ်ခုနဲ့ led device dry kitchen ပါလာเนาะဒီနေရာမှာလုပ်လို့ရမယ်နောက်တစ်ခုကဒီဘက်အပေါ်တက်တဲ့လေကားရဲ့ဒီဘက်ဘေးဘက်မှာ second living room ရှိတာဒါကခုနကားယုံနေရတဲ့ဝင်နေပေါ့เนาะ second living room ပဲလုပ်လို့ဒီနေရာမှာ pantry ကိုဒီဘက်ရွှေ့လိုက်ခြင်းလည်းရတာပေါ့เนาะအဲ့ဒီမှာအလိုနေရာလေးရှိမယ်ပြီးတော့သူ့ရဲ့အောက်ထပ်ရဲ့ ပါလို့မှဒီမှာဆိုရင်မလီကအောင်လို့ရှိမှာတော့ဒါဝင်ပေါက်ဝင်ပေါက်ကာယုံတကားတပေါက်နှစ်ပေါက်သုံးပေါက်လေးပေါက်ဘောတကြောင် ော်တက်မှာတော့ဟောဝေးရရိုးရိုးရှင်းရှင်းပဲဒီနောက်ဖက်မှာအိတ်ခမ်းနှခမ်းပါမယ်ဒီမှာအိတ်ခမ်းတစ်ခမ်းနဲ့သူရဲ့ attached bathroom okay ဒီဇင်ရဒီဘက်မှာနောက်ဖက်ကိုဗနေမော့ဘောက်ရမယ်နောက်တစ်ခါ နောက်ဘက်ကိုပင်းပေါင်းတစ်ပေါင်းနဲ့ဘေးဘက်ကိုပင်းပေါင်းတစ်ပေါင်းရမယ်။ဟာသူ့ရဲ့ attach part room ပင်းပေါင်းတွေအပေါ်ဒီမှာလည်းပါတယ်နော်။ဒီမှာလည်းပါတယ်။ဒါတော့ master bedroom လေးအောင်လည်းကောင်းပါတယ်နော်သူ design တွေက။အော်ဒါကဂရင်ကောင်းကြီးကဒီနားမှာဖြစ်မယ်။ ေးက space လေးရမယ်ပြီးတော့ဒီဘက်မှာ balcony တိတ်တိတ်လေးပါတယ်ပင်လေးပါလေးစိုက်ပါတော့ဒီ balcony လေးကနေပြီးတော့အဲ့လိုမျိုးကိုယ့်ကိုလှေကားလေးလှုပ်လိုက်ရင်ဒီရှိက terrace ပေါ်ပြန်ဆင်းလို့ရပါတယ်နော်ပြီးတော့ဒီဘက်မှာ closet area ေးစေဖို့နှစ်ခုလုံးပေးတာ